စက်ပြက်တနာဆိုတာကတော့ဝေပြက်တနာကိုမေးပြီးတဲ့နောက်တနေ့မှာပဲဝီဒီဟယ်ရီမင်းကြီးဟာအမိတ်တစ်ခုထုတ်ပြန်တယ်။ပါစိနာရဝမျက်စကုံးရသားတို့ဟာအလွန်တော်ကြတာပဲကွ။ငါရှိမှမေးခဲ့တဲ့ရှားလန်တဲ့ပြဿနာ၊ဦးကောင်းခွင်ပြဿနာ၊ဘွေပြဿနာတို့ကိုမှန်ကန်တိကျစွာဖြေဆိုနိုင်ကြပဲ။ဒီတစ်ခါမှလည်းငါအလိုလိုရှိတဲ့အရာတစ်ခုရှိတယ်ကွ။မှန်မှန်ရှင်မင်းကြီးအမိတော်တိုင်းပါဗျာ။ငါကိုယ်တော်မြတ်အလိုရှိတာကတော့ကွာ။ထိတ်ပေါ်၌လက်ပိုးရောက်လျက်ခြေနှစ်ဖက်၌ဥကြုံနှင့် ကိုလုံးကဖြူစွာအခါသုံးတန်တို့၌အမှန်တွင်တက်သောဥဒ္ဓပတကောင်ကိုယခုအမြန်ငါထံကိုရောက်စေကွအဲဒီလိုအရှိဝမြေစကုံးသာသားတို့ဟာငါအလိုရှိတာကိုမဆက်သနိုင်ရင်တော့တယောက်ကိုကျိန်တဲ့အချက်တထောင်စီကြခံစေကွအဲဒီလိုမိန်ကြားလိုက်တော့လေအဲဒီလိုနဲ့မင်းကြီးမိန်ကြားလိုက်တဲ့အရာကိုအရှိယဝမြေစကုံးသာသားတို့ဟာတယောက်မှမသိပဲနဲ့ရှိနေကြတော့လေမင်းရောရောလဲကွာမင်းကြီးကတခုပြီးတခုမင်းကိုထုတ်နေတော့တာပဲကွာ ပထမတစ်ခါရှားလန်နံပြက်တနာဒုတိယတစ်ခါဥကောင်းခွန်ပြက်တနာနောက်တစ်ခါတော့မွေပြက်တနာဟောအခုတစ်ခါလဲလာပြန်ပြီဗျာဒီပြက်တနာကိုငါတို့မဖြေရှင်းနိုင်ရင်တော့လေတိန်နေအချက်တထောင်စီရိုက်ခံရအောင်မဟေ့ဟုတ်ပါဗျာကျွန်တော်တို့မှလည်းအားကိုးစရာဆိုလို့မဟောတရာတတို့သားလေးပဲရှိတာမလားသူ့ထံဝယ်သွားပြီးတော့ဖြေရှင်းခိုင်းရမှာပေါ့ဗျာအဲဒီလိုနဲ့ရွာသားတွေဟာမဟောတရာရှိရဇရက်တို့ထွက်လာခဲ့ကြတော့လေမဟောတရာတတို့သားလေးနေထိုင်တဲ့ဇရက်ကိုရောက်တဲ့အခါမှာတော့ အရှင်မဟောတ္တရာတို့သားလေကျွန်တော်တို့ကိုမင်းကြီးကထူးဆန်းတဲ့ဥဒ္ဓဘာတကောင်ကိုစက်တာခိုင်းတယ်ဗျအဲ့ဒီဥဒ္ဓဘာကိုကျွန်တော်တို့မြင်လည်းမမြင်ဘူးကြားလည်းမကြားဘူးပါဘူးဗျအဲဒါကြောင့်မဟောတ္တရာတို့သားလေးကကူညီပေးပါဦးဒီပြဿနာကိုကျွန်တော်ဖြေရှင်းပေးပါမယ်ဗျမင်းကြီးကဘလို့ဥဒ္ဓဘာကိုတောင်းလိုက်လို့လဲဗျမင်းကြီးတောင်းလိုက်တဲ့ဥဒ္ဓဘာကဗျထိတ်ပေါ်မှာလက်ဖို့ရောက်လျက်ခြေနှစ်ဖက်မှာဥကြုံနဲ့ ကိုလုံးကလည်းဖြူစွာအခါသုံးတန်တို့၌အမှန်တိုတက်သောဥဒ္ဓဘတကောင်ကိုကျွန်တော်တို့ကိုဆက်တာခိုင်းတာဗျဖရာလောင်းမဟောတတာတို့သားလေးကအဲ့ဒီစကားကိုကြားပြီးမဆုံးမီကပင်အလုံးစုံသောအနက်ကိုထက်လာစွာသောဉာဏ်ဖြင့်လင်းမြန်စွာသိပြီလေတင်တို့ယခုမင်းကြီးစေလိုက်တော်မူသည်မှာမင်းကြီးကတင်တို့ကိုချက်ဖြူချက်ဖတကောင်ကိုဆက်တာစေလိုတာကွ။ဘာကြောင့်လဲဆိုတော့ဗျာမင်းကြီးမိတ်လိုက်တဲ့ထိတ်ပေါ်၌လက်ဖိုးရောက်လျက်ဆိုတာကချက်မှာပဲအမောက်ရှိတာမလား။ ခြေနှစ်ဖက်မှာဥကျိုးဆိုတာလဲချက်ရဲ့ခြေမှာပဲအတက်ရှိတာလေကိုရုံးကျုပ်ကဖြူစွာဆိုတော့ချက်အဖြူရောင်မော်ဗျအခါတုံးတန်တို့၌အမှန်တွင်တက်တယ်ဆိုတာကတော့ညာဦးရန်တကောင်ရန်ဝိုးတောက်ရန်တို့တုံးတန်သောအခါကိုမှန်ကန်စွာမယုံမလွန်တွင်တက်တာချက်ပဲရှိရလေဗျဒါကြောင့်မင်းကြီးပြောလိုက်တဲ့အရာတွေအားလုံးဟာကြက်ဖအဖြူရောင်နဲ့ကိုက်ညီနေတာပေါ့ဗျ။ဒါကြောင့်ကြက်ဖြူလှလှကြက်ဖတကောင်ကိုရှာပြီးတော့တင်းတို့ယခုပဲမင်းကြီးကိုဆက်တကြတော့ အဲ့ဒီလိုနဲ့ရွာသားအပေါင်းတို့ဟာလည်းမင်းကြီးအလိုရှိတဲ့အရာကိုမှန်ကန်စွာဆက်သနိုင်ကြတော့လေအဲ့ဒီလိုနဲ့ရွာသားအပေါင်းတို့ဟာလည်းဖះလောင်းဆိုတဲ့အတိုင်းချက်ဖြူချက်ဖတဲ့ကောင်ကိုရှာပြီးတော့မင်းကြီးဟာဆက်သလိုက်ကြတော့လေအဲ့ဒီလိုနဲ့ချက်ဖြူချက်ဖတဲ့ကောင်ဟာဝိတီဟရွမင်းကြီးစီရောက်သွားတဲ့အခါမှာတော့ဝိတီဟရွမင်းကြီးကဒီမင်းကြီးရဲ့ပြက်ကနာကိုအရှိရဝမြေစကုံးရွာကဘသူများဖြေချလိုက်တာလဲကွအရှင်မင်းကြီးဖះ ရှင်နီးများတူမဟောတရတို့သားလေးကပဲဒီမဲခွန်းကိုဖြည့်ချလိုက်တာပါဗျ။အဲဒီအခါမင်းကြီးကအလွန်ဝမ်းမြောက်ပြီးလဲတေနကအမတ်ကြီးကိုခေါ်ပြီးတော့ရှင်နီးများတူမဟောတရတို့သားလေးကိုနန်းတော်သို့ခေါ်ဆောင်မဲ့ကိစ္စကိုတိုင်ပင်ပြန်တယ်။တေနကအမတ်ကြီးကလည်းရှင်နီးများတူအရှင်မင်းကြီးဖျားဤရာဖြစ်လဲပညာရှိမရှိကိုမသိနိုင်သေးပါဗျာ။ဒီရာကိုတိတက်သောပညာရှိတွေဟာများစွာပဲရှိရပါဗျာ။ပညာကျေးဇူးထူးတည်မယူလောက်သေးပါ နောက်ကိုတသွဲစီမံ၍စုံစမ်းရန်ပြဿနာရှိပါသေးသည်ဖေ။တိခဏတော်မူပါ။အဲဒီလိုရှောက်တင်လိုက်တော့လေ။အဲဒီလိုနဲ့မင်းကြီးဟာလည်းမဟောတရာသရိုးသားလေးကိုနန်းတော်ကိုခေါ်ယူမဲ့ကိစ္စကိုစိုင်းငံ့လိုက်ရပြန်တော့လေ။ဒါကတော့ဖေရလောင်းမဟောတရာရဲ့ချက်ပြဿနာဖြေရှင်းခဲ့မဲ့ဖြစ်ပါတော့လေဗျ။ကျွန်တော်ရဲ့ channel လေးကို like and subscribe နဲ့အားပေးခဲ့ပါအောင်ဗျ။အားပေးတဲ့တယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်ရှိပါတယ်။